ျမတို့ proposition exercise တွေတော့မနော်အဲ့တော့ proposition ဆိုတာဒီကျမခုနကပြောခဲ့ပြီးသားအရင်ဗီဒီယိုမှာလည်းတင်ထားတယ် proposition ဆိုတာဗာလဲ way back အဲ့တော့နံသုံးမဟုတ်နံစာသုံးမဟုတ်ကရိယာနဲ့ဆက်ဆက်ပေးပြီးတော့သူ့ကိုလေးနေရာသုံးတယ်ဗာရဲ့ဗာရဲ့ယေးနေရာလေးဟိုင်း relationship relationship ပြန်ပြောပါရဲ့ပါရဲ့ပါရဲ့ relationship relationship ဲ့၄မျိုးနဲ့သုံးတယ်အဲ့တော့အဲ့၄မျိုးနဲ့ကျွန်တော်ချိတ်ဆက်ပေးတဲ့ဟာကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုလို့ရှိရင်သူ့ proposition လို့ခေါ်ရနော်နံပါတ်၁လေးဖတ်ရအောင် she is she is sitting the chair အဲ့တော့ she is sitting the chair လို့ဒီတိုင်းသုံးလို့မရဘူးကျွန်တော်တို့ on လား in လားကျွန်တော်တို့ရေးပေးရမယ်အဲ့တော့ on လား in လား on on ဝါပါလေညီမတို့အပေါ်မှာအဲ့တော့ခုံပေါ်မှာထိုင်းနေပါလေသုံးပြရမလဲ on ညီမတို့လေးအဓိပ္ပာယ်လေးပါတာပြန်ပြအောင် မကသူမကထိုင်ကုန်ပေါ်မှာထိုင်နေတယ်။ sitting ဆိုတာဒီနေတယ်လို့အဓိပ္ပာယ် present continuous tense ကိုတောင်းတာနော်။ဟုတ်လား။နံပါတ် 2. The cat, the cat and jumped, jumped the on the table. အဲ့တော့ call ဘလို့ကိုသူခုန်လိုက်တာလေ jump the table လို့ပြောလို့မရဘူးနော်ဟုတ်လားအဲ့တော့ခုန်ရဲ့အပေါ်ကိုကျွန်တော်ဘာလို့ကြာလဲခုန်လိုက်တာအဲ့တော့ onto လား into လား onto onto အဲ့တော့ဘာသာလေးပြန်ပြအောင် 讲的讲的讲的，subject 过音变，把它变成来双音录的喏。讲的空是为空不读空开的空开的，这样嘛不读到那里，到 simple past tense 过到那了喏。Number three。 we will meet we will meet land 5 pm အဲ့တော့အချိန်ဆိုတော့အချိန်ဆိုတော့အချိန်ပြပုတ်ပါရမယ်အဲ့တော့အချိန်ကိုညွှန်းတာဒီပါလဲ at ဒါဆိုရင်ဘလို့ပြန်လဲပါတာကမတို့ငါးနိုင်မတွေ့လိမ့်မယ်အဲ့တော့ world သုံးတာဒီ past tense ကိုသုံးတာ future tense number 5 he was he was born land July အဲ့တော့ July လမှာသူ့ကိုမွေးတယ်ဒါဆိုရင် July အဲ he was born in July ဒါဆိုရင် July ဆိုတာဒီလတွေမဟုတ်ဘူးလားဟုတ်အဲ့တော့ကျွန်တော်တို့လတွေနဲ့သက်ဆိုင်တယ်ဆိုရင်အရှိမအားတယ်ကျွန်တော်တို့ဘာလဲသုံးမယ်ဆိုလို့ရှိရင် I am in လေးသုံးမယ်ဒါဆိုရင် May လဆိုရင် in May in May ဟုတ်လားအဲ့ဆိုရင်ငါကဒီဇင်ဘာလမှာမွေးတယ် I was born in December I was born in December ဟုတ်လားငါကဇန်နဝါရီလမှာမွေးတယ် I was born in January. Okay. နောက်တစ်ခုလရေရဲ့နောက်တစ်ခုခုနှစ်ရဲ့ကိုသုံးရင်လည်းအင်းမဲသုံးမယ်။ခုနှစ်တွေကိုသုံးတာနော်။ငါက2020နဲ့2014မှာငါမွေးတယ်ကွာ။ I was born in 2014. ဟုတ်လား။သူမက2015ခုနှစ်မှာမွေးတယ်။ She is born in uh, 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 She was born in 2015. ငါဆရာမက1989ခုနှစ်မှာမွေးတယ်။ My teachers were born My teacher born ဆိုရင်ဆရာမမွေးတာဖြစ်သွားလိမ့်မယ်နော်။ဆရာမကိုမွေးတာဆိုရင် was လေးရှေ့မှာသုံးရတယ်။အဲ့တော့ My teacher was born in 1989နော်ဟုတ်ပြီ။အခုနံပါတ်6 We traveled Vine Vine အဲအဲ့တော့ Vine နဲ့သုံးတဲ့အကြောင်းရင်းဒီဆရာမတို့ V Y Vine နဲ့သုံးရင်တဲ့ V Y Vine နဲ့သုံးရင်နောက် Vehicle V H I C L E S အဲ့လို Vehicle ဆိုတာစက်ပစ္စည်းအဲဟိုကားတို့ cycle တို့အဲပြီးသွားလို့ရှိရင်ဟိုဗာလဲအဲစပိန်တို့အာမနကုမော်တော်ကားလေရင်ပြန်တို့အဲ့လိုမျိုးနဲ့သုံးလဲဆိုလို့ရှိရင်ကျမတို့က fine နဲ့သုံးတာဟုတ်လားငါငါ ចောင်းကိုငါចောင်းကိုសបိန်းနဲ့ទွားတယ်ဒါဆိုရင် I go to school by bicycle ဒါပေမဲ့အဲ့မှာထူးထူးခြားခြားဘာလဲဆိုလို့ရှိရင်ခြေကျင်သွားတယ်လမ်းလျှောက်သွားတယ်ဆိုလို့ရှိရင်တော့ခြေကျင်သွားတယ်ဆိုရင် on foot လို့သုံးပြရတယ် ဘလို့သုံးမရလဲ on foot ခြေကျင်သွားရင်ဘလို့သုံး on foot ဒါဆိုရင်ငါနေ့တိုင်းကျောင်းကိုလမ်းလျှောက်သွားတယ်ဘလို့ပြောမလဲ i go to school on foot ပြန်ပြောပြန်ပြော i go to school on foot every day အဲ့တော့ခြေထောက်နဲ့လမ်းလျှောက်သွားရဲဆိုရင်ကျမတို့ on foot လေးသုံးမယ်နော်ဟုတ်လားအဲ့တော့အဲ့မှာတေချာကြည့်မယ်စောင်းအောင်တေချာဖတ်ပါဒါဒါလေးကိုဘာသာပြန်ပေးရောဘယ်လိုပြောမလဲ ငါတို့ဘတ်ကားနဲ့ခྱི་သွားခဲ့တဲ့ဒီမှာလိုပါရေးမယ်နော်